ုံးသေးပါအုံးသေးကနတ်မဟုတ်ပါဘူးဆရာလေးတို့30တပုံရှိပါလေနတ်ပီက6ခက်ညီမဘုံက20လူဘုံကတပုံအပေက4ပုံအဲ့ဒီ30တပုံထဲမှာအုံးသေးနတ်ဆိုတာမရှိပါဘူးရလေရတော့ဒါရွှေတောင်မျိုးရွှေတောင်မျိုးမဲတော့ရွာကိုရောက်နေပါလေညတော့က ဒီအိမ်ရှင်အိမ်ရှင်မိသားစုဟာဒကာဒကမတွေရဆရာလေးကိုနေရာထိုင်ရင်းပေးလူချင်းအာယုံဆုံးအလှူတွေကိုကတ်လူပြီးတော့ကုသိုလ်တရားတွေကိုပြုကြတယ်ပေါ့အဲ့တော့ဆရာလေးတို့ရဲ့မြတ်စွာဘုရားရှင်ရဲ့သစ္စာတရားတွေဆိုတာကအမှန်ကိုသိမြင်ရတာပါအဲ့ဒီအမှန်ကိုသိမြင်တဲ့အခါကျတော့အယူမားတွေကိုပယ်ဖြတ်ပြရပါတယ်လို့နော်အဲ့တော့ဆရာလေးကဒီအိမ်မှာကိုယ်ွယ်မှုလေးတွေပေါ်မှာသူတို့ရဲ့မာရင်းစာကိုယ်ွယ်ထားတဲ့ဒါကပြောမယ်ဆိုရင်တော့အုံးပြီးပါပဲဟုတ်တယ်နော်ဒကမကြီးဒကမကြီးကိုပြလိုက်ပါ အခုတော့ဆရာလေးကမိစ္ဆာလေးတွေအယူဝါဒတွေကိုစွန့်လွတ်လိုက်ပါပြီ။ဒါကအုံးသီးပါ။အုံးသီးကနတ်မဟုတ်ပါဘူး။ဆရာလေးတို့30ပုံရှိပါလေ။နတ်ပီက6ခက်၊မြမဘုံက20၊လူဘုံက2ပုံ၊အပေက4ပုံ။အဲ့ဒီ30ပုံထဲမှာအုံးသီးနတ်ဆိုတာမရှိပါဘူး။အယူမားတွေမီယိုပလာစဉ်သက်လာပြီးတော့မီယိုပလာရဲ့ရှေရုံအစွဲတွေနဲ့အုံးသီးကိုနတ်လုပ်ပြီးတော့ကိုးကွယ်လာတဲ့အယူမားတွေကြောင့်ပြန်ပြီးတော့ပြောမယ်။မိုးလင်းတော့ရှာစားရတာ၊ကိုယ့်ဘက်ကိုစားရတာမဟုတ်ဘူး။ ရှာခွေလောက်ကန်ရတာကိုယ့်ရဲ့ကဲညံဝရိယနဲ့ရှာခွေတာမဟုတ်လားဒီအုံဒီကကိုယ်ဘာလုပ်ပေးနိုင်အလုတ်လာရှုပ်ပေးတာပဲရှိတယ်ကိုယ့်ရဲ့အလုတ်ရှုပ်တာအုံဒီကရှုပ်တာမဟုတ်ဘူးမိမိရဲ့မာရွေးစွာဆွဲလန်းထားတဲ့ဥပါဒဏ်ကြောင့်အုံဒီကိုဝဲခေါင်းပေါင်းပေါက်နှက်ဆိုပြီးတော့ကိုယ်ွယ်ကြတယ်အယူမားတွေမဟုတ်ဘူးလားအဲ့ဒီအယူမားတွေဒီတဲ့မီယိုပလာဆင်းတက်လာခဲ့တယ်ဆင်းတက်လာခဲ့ပြီးတော့ဆွဲထားတဲ့အမားဖြစ်တယ်အခုတော့တည်သွားပြီတဲ့မိမိခန္ဓာကမိမိအစိုးရလို့တာမိမိခန္ဓာကမြဲတာလားမမြဲတာမမြဲပါဘူး ်မိမိခန္ဓာကဘာလို့ပေးနေရတာလဲပြုပြင်ပေးနေရပြုပြင်ရင်းနဲ့ဘာဖြစ်သွားတာလဲပျက်စီးသွားတယ်အစိုးမရတဲ့အနတ္တခန္ဓာကိုယ်ခန္ဓာတော့မှမမြဲဘူးအရာရာတိမြဲတာရှိပါ့မမြဲပါဘူးဒါဆိုရင်အယူမှန်သွားတဲ့ခါကျတော့ဒီမိစ္ဆာဒိဋ္ဌိအယူဝါဒကိုဆရာလေးကိုစွန့်လွတ်တယ်ဆရာလေးကိုသူ့ရဲ့မိစ္ဆာဒိဋ္ဌိယူဝါဒကိုအပြည့်စွန့်လွတ်လိုက်တဲ့အတွက်ကိုယ်ကွယ်မှုတွေမှားနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဗုဒ္ဓဘာသာတွေအားလုံး30ပုံထဲမှာမရှိတဲ့နှက်ကိုကိုယ်ကွယ်မနေပါနဲ့ ကိုယ်ကွယ်ရမှာကတော့ဖရာတရားတန်ကယတနာသုံးပါးသာဖြစ်တယ်။မိမိကိုယ်သာမိမိအားကိုးရလို့မြတ်ဗုဒ္ဓကမှာခဲ့ပါတယ်။အဲ့တော့မိမိကိုယ်ကိုမိမိဘလို့အားကိုးမလဲ။ငါးပါးသောတိလနဲ့ပြည့်စုံသောတိလတည်ပြီလေအားကိုးရ။ရှစ်ပါးသောတိလတည်ပြီလေမိမိရဲ့အားကိုးရ။မမြဲခြင်းသဘောတရားနဲ့ပျက်စီးနေသောမိမိရဲ့ခန္ဓာကလည်းမိမိရဲ့အားကိုးရမဟုတ်ဘူး။အဲ့ဒီတော့ပျက်စီးနေတဲ့ခန္ဓာတီးငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးလို့သိနေတဲ့ဉာဏ်တီးပင်လေ မိမိရဲ့အာကိုရမယ်။ကဲအားလုံးပဲတက္ကရာမလို့အယူမားကိုစွန့်လွတ်လိုက်ပါသည်။အုံးသီးဆိုတာခွဲစားဖို့ပါ။မဟုတ်တော့စားဖို့ပါ။အုံးသီးကနတ်မဟုတ်ပါဘူး။မိရောဗလာရှင်းတက်လာတဲ့အယူမားတွေကိုပယ်ဖြတ်လိုက်ကြပါတော့။